ဝင်းနှက်၁၂ဦးသေဆုံးရခြင်းမှာစိုင်းတကားပိတ်ချခြင်းကြောင့်လောဝမဟုတ်ကြောင်းတင်းရွှေစင်ရေရာရွှေဆိုင်ရဲ့ပိုင်ရှင်မှထုတ်ဖော်ပြောကြားလာခဲ့။ဖရဲကသူဖရဲကယူတယ်နော်။စူပါဂျမီယာပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာခုချိန်နေမှာတော့မြန်မာနိုင်ငံမြို့မြို့နယ်နယ်ရဲရဲမှာငလင်ပေးအနေရကိုတည်တည်ခန်းစားနေကြရတာဖြစ်ပြီးတော့လက်တလုံးမှာပြီးခဲ့တဲ့ရက်ပိုင်းကဝန်ထမ်း၁၂ဦးတည်ဆောင်းခဲ့ရတဲ့တင်းရွှေစင်ရေဒနာရွှေဆိုင်ရဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ အများပြည်သူများအနေနဲ့စိတ်ဝင်စားရှိလို့နေကြတယ်လို့ခုချိန်မှာဆိုလို့ရှိရင်တော့တင်းရွှေစင်ရန္နာရွှေဆိုင်မှပိုက်ရှင်အနေနဲ့ထုတ်ဖော်ပြောဆိုမှုတွေလည်းရှိလာခဲ့တယ်လို့ဗီဒီယိုဖိုင်တချို့ကလည်းထွက်ပေါ်လာခဲ့ပါတယ်။ပြီးခဲ့တဲ့နေပြီးတော့ပြင်မလာဆိုင်ကွဲမှာဝင်းနေဆက်တူတည်ဆုံရခြင်းမှာစိုက်တကားပိတ်ချလိုက်ခြင်းကြောင့်မဟုတ်ချမ်းကိုတင်းရွှေစင်စိတ်ရွှေရန္နာဆိုင်ကဖြည့်ရှင်းထားခြင်းဖြစ်ပြီးတော့ မစလာ28ရက်နေ့ကတနားရီကမလင်လောက်ကတ်ခဲ့ပြီးနောက်ပိုင်းမှာဆိုင်ကမ်းမှာပြိုကျခဲ့ပြီးတော့တေဆုံးသားတဲ့ဝန်ထမ်းများမှကယ်ထုတ်ရေးမရခဲ့တဲ့အခြေအနေတွေကြောင့်မလို့ဆုံးမသွားရခြင်းဖြစ်ကြောင်းကိုလည်းဆိုင်ပိုင်ရှင်မိသားစုဝင်တဦးမှတင်းထုတ်ဖော်မှုတွေရာသိရှိရတယ်လို့သူတို့ဘက်ကလုံးဝပိတ်ချလိုက်တာမဟုတ်ကြောင်းနဲ့မပိတ်ခဲ့တဲ့အတွက်လည်းလွတ်လာတဲ့လူတွေအများကြီးနဲ့တကားသာပိတ်လိုက်ရင်ဘယ်သူမှမလွတ်ဘူးဆိုတဲ့အကြောင်းကို ပြောဆိုခဲ့ပြီးတော့အချိန်ကလည်းဘလောက်မှမရှိတဲ့အချိန်မှာညီမတို့လည်းရန်ကုန်မှာရှိနေတဲ့အချိန်ဆိုတော့ညီမအကိုကကယ်ဆယ်ရေးတွေနဲ့ပြင်းမနာကိုချက်ချင်းလိုက်သွားတာပါပဲလွတ်တဲ့ကလေးတွေလည်းရှိပါတယ်ပိမိနေတဲ့နေရာကအသက်ရှင်လိုက်ထွက်လာတဲ့သူတွေလည်းရှိပါတယ်လွတ်သွားတာကကယ်ဆယ်ရေးတွေလွတ်လိုက်ပါတယ်24နာရီကျော်ကြာပါတယ်ရုပ်အလောင်းနဲ့အရှင်တလက်ထွက်လာတာတွေလည်းရှိပါတယ်စတဲ့ယောက်ကလုံးဝကိုကယ်လို့မရတဲ့အခြေအနေမျိုးပါဆိုပြီးတော့လည်းတင်းရွှေစင်ယေတနာဆွေဆံရဲ့တာဝန်ရှိသူများမှသတင်းဌာနများကိုပြောဆိုမှုများရသိရှိရပြီးတော့ခုလိုမျိုးပိမိခဲ့သူများအနက်မှာ ဝန်ထမ်းရှိဦးအနေနဲ့28ရက်နေ့ညပိုင်းနဲ့29ရက်နေ့အာယုံတက်ချိန်ထိကယ်ဆယ်ရေးဖြင့်ကယ်ထုတ်နိုင်ကြောင်းကိုလည်းသိရှိရပြီးတော့တည်ဆုံသွားတဲ့ဝန်ထမ်းများမှာ ERW တိုင်းပသိမ်မြို့ရှိတင်းရွှေစင်ရယ်ရွှေဆိုင်မှာဝန်ထမ်းများဖြစ်တယ်လို့ပြည်မနာဆိုင်ခွဲကိုတာဝန်ရွှေ့ပြောင်းပြီးတော့လုတ်ကင်နေတဲ့ဝန်ထမ်းများဖြစ်ကြောင်းကိုလည်းသိရှိရပြီးတော့မလင်းလုတ်ကင်စင်အတွင်မှာပြည်မနာမှာရှိနေတဲ့အဆိုပါဆိုင်မှာတာဝန်ရှိသူများအနေနဲ့ရွှေဆိုင်ကိုလူရမီကိုစိုးရိမ်တဲ့ဖြင့်ဆိုင်ကန်းတကားကိုပိတ်ချလိုက်ခြင်းကြောင့်ဝန်ထမ်းများအပြင်ပြေးထွက်နိုင်ခြင်းမရှိဘဲနဲ့တိုက်ခန်းပြိုကျတဲ့အထက်မှာပိတ်မိကတည်ဆုံသွားရခြင်းဖြစ်ကြောင်း ်ကိုလည်းပြီးခဲ့တဲ့ရက်ပိုင်းကလူမှုကွန်ရက်ဆိုရှယ်မီဒီယာစာမျက်နှာတွေထပ်ပေါ်မှာတွင်တွင်ကြည်ကြည်မျှဝေမှုတွေရှိခဲ့ပြီးတော့အခုလိုမျိုးစိုက်ပါရှင်ဘက်ကနေပြီးတော့ပြန်လဲပြန်လဲကဖြေရှင်းလာခြင်းပဲဖြစ်ပါတယ်သူတို့ရဲ့ပြောစကားရဆိုလို့ရှိရင်တော့ဆိုင်းရဲ့ CCTV မှတ်တမ်း record တွေအနေနဲ့လည်းလောက်ခတ်တဲ့အချိန်ကြောင့်မို့လို့တရက်စင်မီမတော်တဆဖြစ်ပြီးတော့မှတ်တမ်းတွေပျောက်ဆုံးသွားတာဖြစ်ပြီးလက်ရှိမှာတော့မှတ်တမ်းတွေကိုပြန်လည်ရယူဖို့အတွက်ကိုလည်းအစွမ်းကုန်စူးစမ်းနေကြောင်းကိုလည်းသိရှိရတာပါ။တင်းရွှေစင်ရတနာရွှေဆိုင်ပိုင်ရှင် ဒေါ်သနစ်အနေနဲ့ကတော့မနေ့ကဧပြီလ10ရက်နေ့ည9:00နာရီမှာပဲလူမှုကွန်ရက်မှာသူ့ရဲ့ဆွေဆိုင်ကိစ္စနဲ့ပတ်သက်ပြီးတော့လေ live link ကပြောဆိုထားမှုတွေလည်းရှိနေပါတယ်ဒီလိုမျိုးပြောဆိုမှုတွေထဲမှာအများပြည်သူများအနေနဲ့ဒီကိစ္စမှာအမှန်တရားကိုသိရှိစေနိုင်ရန်အတွက် CCTV မှတ်တမ်းကိုသာချပြဖို့အတွက်ကိုလည်းတိုက်တွန်းပြောဆိုမှုတွေနဲ့မှတ်ချက်များစွာရှိနေကြောင်းကိုလည်းတွေ့မြင်ရတာလည်းဖြစ်ပါတယ်ဒီဆုံးသွားသူဝန်ထမ်းများရဲ့မိသားစုဝင်များကိုလည်းမိသားစုတစုစီလျင်ချက်သိန်း300ခန့်လူပေးရန်စီစဉ်နေကြောင်းကိုလည်းဒေါ်တင်းတင်းမှဆိုထားကြောင်းကိုသိရှိရပြီးတော့ ဆိုင်တကားပိတ်ချလိုက်ခြင်းကြောင့်မဟုတ်ဘဲနဲ့ကယ်ဆယ်ရခက်ခဲတဲ့အခြေအနေများကြောင့်အဆိုပါဝန်ထမ်းများမှတည်ဆုံသွားရခြင်းဖြစ်ကြောင်းကိုလည်းဆိုင်ကနေအပြင်သို့ထွက်ပြေးလွတ်မြောက်လာတဲ့ဆိုင်ဝန်ထမ်းတို့ရဲ့ထုတ်ဖော်ပြောဆိုမှုတွေအရလည်းနောက်ဆက်တွဲအနေနဲ့သိရှိရတာလည်းဖြစ်ပါတယ်။ဝန်ထမ်းတို့အနေနဲ့တနင်္လာမထုတ်ခင်ငလင်လောက်တော့ဆိုင်ထဲကနေမနှဲပြေးဆင်းသွားတာလွတ်သွားပါတယ်။ဆိုင်ကပြိပြားသွားတာပါ။ဖြစ်ဖြစ်ချင်းမှာဝန်ထမ်းတွေကဆက်ရှာပါတယ်။ လေးဦးကိုယင်တွေ့ပါတယ်ဆိုင်တကားပိတ်ချလိုက်တာတော့မဟုတ်ပါဘူးဆိုင်ကပြိုနေတာပိတ်ချလို့လည်းမရပါဘူးဆုံးမသားတဲ့ဆက်တယောက်ကလည်းကြောက်တုံးကြီးတွေအောက်မှာပြိနေတာဖြစ်လို့ဖြစ်ဖြစ်ချင်းမှာကဲတဲ့ရေးတွေမရောက်နိုင်သေးပဲညနေ၄နာရီခွဲမှာအဆရှာတာမနာမနေဆက်ရှာတာပဲလူအင်အားများပေမဲ့ဆက်တွေကရိန်းတွေမငားနိုင်တော့အခုလိုမျိုးဖြစ်တာဆိုပြီးတော့လေဝင်းနေတူဦးရဲ့ထုတ်ဖော်ပြောဆိုမှုတွေရာလေတရှိရတာလည်းဖြစ်ပါတယ် ဟုတ်ကဲ့ပါခုချိန်ဒီမှာဆိုလို့ရှိရင်တော့တင်းရွှေစင်ရွှေဆိုင်ရဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အများပြည်သူတွေအနေနဲ့အထူးစိတ်ဝင်စားနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီသတင်းကိုခြားပြတ်သတင်းအနေနဲ့ဖော်ထုတ်တင်ဆက်ပေးလိုက်ရခြင်းပဲဖြစ်ပါတယ်ကျွန်တော်စူပါဂျောမီဒီယာအနေနဲ့ငလင်နောက်ဆက်တွဲသတင်းများနဲ့အထူးကြီးလိုအပ်နေတဲ့နေရာဒေသများထံမှထုတ်ဖော်ပြောဆိုမှုတွေကိုသတင်းဖြစ်နဲ့စူးစီးမှုများကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ကြောင်းနဲ့သတင်းမှများကိုအမြန်ဆန်းဆုံးပရိသတ်တွေရဲ့ရှေ့ကိုမရှိစေနိုင်တဲ့အတွက်လေးကြိုးပမ်းလေးရရှိပါရခင်ဗျာ ကြည့်ရှုအပေးကြရတဲ့ဒုတိယချက်တိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်မြန်မာပြည်သူပြည်သားများအပေါင်းလည်းသဘောဘေးအန္တရာယ်ကြီးကနေပြီးတော့လုကင်းနိုင်ကြပါစေကြောင်းဆုမကောင်းတောင်းပေးလိုက်ရင်အခုသတင်းကြော်လေးကတော့ဒီလောက်ပဲဖြစ်ပါတယ်ခင်ဗျာ